တ်သတင်းသုံးပြီးတော့နေတော့တခုသောဝါဆိုကာလဝါရင်သုံးလကုံသွားလို့ဝါကျွပြီဆိုတော့မထေမြတ်ကြီးတွေဟာမိမိတို့ရဲ့အချမ်းရံတပည့်တွေချမ်းရံပြီးတော့အသီးသီးဒေသစာတွေလှိလိကြအဲ့ဒီလိုလှဲ့လေကြတဲ့မထေမြတ်တွေထဲမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းတပါအပါဝင်ပဲအဲ့ဒါနဲ့သူကလည်းသူ့ရဲ့တပည့်တွေချမ်းရံပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ဆုံးကိုဥခိုက်ပြီးတော့ဘုရားတပည့်တော်ဒေသစာတွေ လှဲ့လေမှာပါဗျာဒေသစာတွေလှဲ့လေဆိုတာပိဿရေပါလဲလို့နားလေထားရမှာလဲဆိုရင်သူတော်ကောင်းတရားတွေကိုပြန်ပွားအောင်ကြိုးစားတာပါပဲနေရာဒေသအသီးသီးကိုကြွပြီးတော့လေနားလေတယ်နော်ဒကာကြီးမိုက်မြအေးအဲ့ဒီလိုဒေသစာတွေလှဲ့လေမယ်ဆိုမြတ်စွာဘုရားရဲ့ခြေတော်စုံဥခိုက်ပြီးတော့ကျောင်းတော်ကနေပြန်ကြွလာတော့ရှင်သာရိပုတ္တရာဆိုတာကဖျံပြီးရင်သာသနာတော်မှာဂုံအကြီးဆုံးပုဂ္ဂိုလ်ကြီးဆိုတော့ ယဟန်တော်တွေအားလုံးကဝိုင်းပြီးတော့နှုတ်ဆက်ကြရှင်ဘုရားဘယ်ကြွမှာဘယ်ကြွမယ်အဲ့ဒီမှာရှင်မြတ်ကြီးကလည်းပြန်ပြီးတော့ဒါတယောက်ကိုတယောက်တပားကိုတပားအလေးကရုထားပြီးတော့နှုတ်ဆက်ရတယ်အဲ့ဒါကိုဦးဇင်းတို့ပါဠိစာပေမှာပဋိတန်ထာရနော်ဒကာကြီးဒီမကြီးများတယောက်နဲ့တယောက်ဂယုဆိုင်ပြီးတော့အတိအမှတ်ပြုတ်တာဒါအရေးကြီးတယ်နော်ဒကာကြီးမကြီးများအေးဒီတရားတော်ဟာဟာဒီပဋိတန်ထာရကနေပြဿနာတက်တာဒီတရားတော်ရဲ့အစကလေးဖြစ်ပေါ်လာပုံလေးက အဲ့ဒီယဟန်ပရိသတ်တွေထဲမှာလေရှင်သာရိပုတ္တရာကိုအင်မတန်အထင်ကြီးပြီးတော့စိတ်ထဲကနေပြီးတော့ငါ့ကိုကိုတော်မြတ်ကြီးကအမျိုးအမည်တွေခေါ်ပြီးတော့နှုတ်ဆက်ရင်တော့ကောင်းမှာပဲလို့ဂုံကိုတိတ်ပြီးတော့မက်တဲ့ယဟန်တစ်ပါးရှိနော်ဒီကကြီးမိုက်မြအေးအဲ့ဒါသူကတန်းတနေတာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကဒီပြင်မထေတွေကိုဝိုင်းပြီးတော့လိုက်ပြီးတော့နှုတ်ဆက်နေတော့ငါ့ကိုလည်းအဲ့လိုအမျိုးအမည်ခေါ်ပြီးတော့နာမည်ခေါ်ပြီးတော့ နှုတ်ဆက်ရင်တော့ကောင်းမှာပဲလို့တန်တနေတာအဲ့ဒါဖြစ်ချင်တော့လေရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကအဲ့ဒီကိုရောလေးကိုမေ့နေတာနော်မေ့နေတော့ကြည်စမ်းငါ့ကိုလူရမသွင်းဘူးဒါငါ့ကိုတက်တက်မဲ့လူရားထဲမှာအရှက်ခွဲတာပိတ္တရေဟိုကမေ့နေတာနော်လူတွေထဲမှာလည်းဒီကိစ္စလေးတွေအရေးကြီးတယ်ဟုတ်လားကိုကဆိုကြပါစို့ပတ်စံရှိလာပြီဂုံကြီးလာပြီဆိုရင်ကိုနဲ့တစ်ချိန်လုံးကအတူတူနေခဲ့ပြီးတော့ဂုံငယ်တဲ့ပုံကူတွေက တကယ်လို့မြန်ကုံကရိုးရိုးပြောတာတောင်သူတို့ကငါတို့ကိုမရှိလို့နှိမ်တာဆိုတာမျိုးတွေလူတွေရဲ့ခံစားချက်မှာရှိတယ်မဟုတ်လားအခုမထေမြတ်ကြီးကိုအဲ့လိုနီးနဲ့အဲ့ဒီကိုတော်လေးကရံညိုးဖွဲ့တာဟုတ်လားတကယ်ကြီးမိုက်မြငါကိုဒါလူထဲမှာတက်တက်မဲ့အတိမတ်မပြူတာပဲအဲ့ဒီလို့သူကပထမရံညိုးဖွဲ့နေတုံးရှိသေးတယ်ကိုတော်မြတ်ကြီးကအဲ့ဒီနာကြွလာပြီးတော့ gain ခရီးထွက်မယ်ဆိုသွားလိုက်တော့သင်္ကန်းကနည်းနည်းလေးခါတယ်လို့ဖြစ်သွားတာ အဲ့ဒါနှစ်ထပ်သင်္ကန်းကြီးရဲ့အစွန်ကအစွန်ကလေအဲ့ဒီကိုတော်လေးရဲ့ခေါင်းကိုတိုက်မိသွားတာနဗန်းလေးကိုတိုက်မိသွားတာဘာမှမနာကျင်ဘူးဘာမှသိတောင်မသိလိုက်ဘူးအဲ့ဒါကိုသူကဒါငါ့ကိုတတ်တက်မဲ့ဒုတိယအကြိမ်ထပ်ပြီးတော့မထီလေးသာပြုပြန်ပြီဦးဇင်းတို့အရက်ပြောပြောမယ်ဆိုရင်တော့အကသာဝကကြီးမူလို့ဒါငါ့ကိုတတ်တက်မဲ့အနိုင်ကျင့်တာဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကိုတော်မြတ်ကမြတ်စွာဘုရားစီကိုသွားပြီးတော့ ဒီအကြောင်းကိုသွားလျှောက်တာဗျာတိလာတကကြီးတို့ရနော်မြတ်စွာဘုရားကိုဘလို့လျှောက်တုံဆိုအရှင်ဘုရားအရှင်ဘုရားရဲ့အကတာဝကတပည့်ကျော်ကြီးဟာတပည့်တော်ရဲ့နားကိုဒုက္ခသင်္ကန်းစွန်းနဲ့နှုံပွင့်မတက်ရိုက်ခတ်ပြီးတော့အေးသက်ကြီးဒါလှုပ်ချံပြောတာနော်နှုံပွင့်မတက်တပည့်တော်ကိုရိုက်ခတ်ပြီးတော့အဲ့ဒါမတောင်းမှန်မဲနဲ့ငါအကတာဝကဘေးတကားဆိုပြီးတော့မာနာကြီးနဲ့ အဲ့ဒါတပည့်တော်ကိုမတောင်းပါနဲ့ခကြီးထွက်သွားပါတယ်ဗျာရှင်ဖရာရဲ့တပည့်ကိုဆုံးမပါဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကသိတယ်ဒီယဟန်ဟာအကသာဝကမထေမြတ်ကိုပြင်မာနေပြီဆိုတာသိတယ်သိပေမဲ့လို့မြတ်စွာဘုရားကဒီပြဿနာကို ရှင်းပေးမှဖြစ်မယ်ဆိုပြီးတော့ဂိုင်းအဲ့ဒီလိုဆိုလို့ရှိရင်ရှင်သာရိပုတ္တရာမထေမြတ်ကိုမြတ်စွာဘုရား ခေါ်တယ်ဆိုပြီးတော့သွားပြီးတော့ခေါ်ခြင်းလို့ခိုင်းလိုက် အဲ့ဒါကိုဥစဉ်တို့ရှင်မမောက်ကလန်တို့ရှင်အနန္ဒမထေရမြတ်ကြီးတို့ကသိသိတော့မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့စိတ်ဓာတ်ကိုမသိလို့ခေါ်ခိုင်းတာတော့ဘယ်နည်းနဲ့မှမဟုတ်ဘူးဒါရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကိုတီဟနာဒရဲရင့်တဲ့စကားသံကိုပြောစေခြင်းလို့မြတ်စွာဘုရားခေါ်တော်မူတာလို့သိတဲ့အတွက်ကြောင့်အဲ့ဒီဇေတဝန်ចောင်းတိုက်တွေမှာရှိတဲ့ចောင်းတွေကိုအကုန်လုံးလိုက်ပြီးတော့နှိုးစော်တယ်တန်ဃာတော်ရှင်မြတ်တွေ ရှင်ဘုရားတို့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့တိဟနာဒရှင်သေးဟောက်တကဲ့သို့ရင်းရဲတောက်ညာတရားအတန်ကို ကြားရအောင်ဓမ္မယုံကိုကြွကြအဲ့ဒါရဟန်းတော်တွေအကုန်လုံးစုဝေးမိအဲ့ဒီမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးမြတ်စွာဘုရားရဲ့ခြေရင်းကိုရောက်ရောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာပရိသတ်ရဲ့ရှေ့မှာအမှုရှိတဲ့အနေနဲ့ဘယ်နဲ့တုံးချစ်သား ဒီယဟန်ရဲ့နဗန်းကိုသင်ဟာသင်္ကန်းစွန်းနဲ့ပုတ်ခတ်ပြီးတော့မတောင်းမှန်ပဲနဲ့သွားတယ်ဆိုတာဟုတ်သလားလို့မေးတာနော်အဲ့ဒီလိုမေးတာကိုအကြောင်းပြုပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဟုတ်တယ်လို့လည်းမပြောဘူးမဟုတ်ဘူးလို့လည်းမပြောဘူးအဲ့ဒီမှာသူ့ရဲ့စိတ်ဓာတ်အကြီးအသေးကို စကားကိုခွန်ပြောတယ်ပိဿယစကားဘယ်နှခွန်လဲကိုခွန်အဲ့ဒီစကားကိုခွန်ကိုဒီကနေ့ညနားထောင်ကြရအောင်ဟုတ်လားတကယ်ကြီးမိုက်များ ဲ့ဒါတိဟနာဒသုတ်တန်ရဲ့ဏိဒံပဲအဲ့ဒီမှာပထမဦးစွာရှင်သာရိပုတ္တဘယ်လိုဥပမာတွေနဲ့မြတ်စွာဘုရားကိုလျှောက်တယ်လဲဆိုတော့တေယတာမိပန္နေပထဝီယံသူစိမ့်ပြီ နေခိပန္ဒီအာသူစိမ့်ပြီ နေခိပန္ဒီကုထကတံမိနေခိပန္ဒီမုဒ္ဒကတံမိနေခိပန္ဒီခေလက